အားလုံးမင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ပေါ်တော့ဒါ Linker Support channel ကနေလည်းကြိုဆိုပါတယ်ဟုတ်ကဲ့ပါအဲကျွန်တော်နေပေါ်တော့ကဘာဖလာဒါရှီစပွဲစဉ်ကိုဆက်လက်ရွေးချယ်ပြီးသွားမှာနောက်တော့ကြာပါတယ်ပေါ့နော်ဒါပေမဲ့နောက်ကတော့အများတန်းကြာပြီပေါ့ဆိုကဘာဖလာရှီစပွဲစဉ်နေဆိုတော့အဲတိတ်ပြီးတော့အားမရဘူးရွေးချယ်မှုပိုင်းနေမှာလည်းကျွန်တော်ဒါအခက်အခဲတွေရှိတယ်ဂိုးတွေကြောပေးထားများပြီဘောဒီစီများတယ်ဂိုးပေါင်းစီများတယ်ဒါကြောင့်မို့ကျွန်တော်အခက်အခဲကြီးညီကိုတို့နေထိုင်ပြီးတော့ဆော့ကစားသိကျင်တယ်ဒါမျိုးပုံစံမျိုးကြောင့်ပါ ဒီပွဲစဉ်ကတော့လာမယ့်25ရက်နေ့မှာရှင်းပြန်ကစားကြမှာဆိုတော့ဒီပွဲတွေပဲကျွန်တော်အပြည့်ပဲရွေးချယ်ပြီးသွားမှာဆိုတော့ဒီကတော့ကမ္ဘာမလားရှေ့စပွဲစဉ်တွေမှာတချို့ဒီနိုင်ငံအသင်းကြီးတွေကတော့ဒါတရားဝင်ရချီသွားဖြစ်လို့ရမယ့်လိုအပ်ချက်နဲ့ပေါ့နော်ဒါအကောင်းဆုံးအုပ်စုအစင်တွေမှာပါဝင်တဲ့ရုံးကန်တွေကလည်းဒါနိုင်ငံအသင်းတွေလည်းရှေ့ပြဆိုတော့ဒီနေ့မှာတော့ဒါဒူဒူနဲ့လူရင်းတော့ပဲရှင်းပြပေးသွားမှာနှစ်ပွဲလောက်ပဲပေါ့နော်ဒါလေးကကျွန်တော်အကြက်ကလေးရွှေ့ရှေ့ပေးထားပါညီကတို့အကြက်ရှင်းလို့မှဆိုလိုက်ပြီးတော့စုံစမ်းလို့ရတယ်လို့မိမိကြိုက်နှစ်သက်ရအတင်းနဲ့တွဲပြီးစုံစမ်းလို့ရပါတယ်ဒါကနှစ်ပွဲတော့ကျွန်တော်ဘော်ဒီပဲရွှေ့ရှေ့ပေးသွားမှာဖြစ်ပါတယ် အောင်ဆုံးပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါယူကရိန်းနဲ့ဒါအိုက်စလန်ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးတော့မှဖြစ်တယ်ယူကရိန်းနဲ့အိုက်စလန်ကရမှတ်တူးနေတယ်ဒါပေမဲ့တော့အကောင်းဆုံးအုပ်စုရယ်ပေါ့နော်ဒါက ထဲမှာပြန်ပါဝင်လာဖို့တက်ဆိုလို့ရှိရင်ဒီနေ့ပွဲကိုနှစ်သိန်းသုံးအတွက်ဒါအနိုင်ရရှိဖို့ယူဆမှာလာမှာဖြစ်တယ်ဗျာဆိုတော့ယူကရိန်းကဒီနေ့အိုက်စနောင်ကြောက်ဖိတိုင်းဘော်ဒီဈေးမှာဆိုရှေ့တူဆိုရင်အရှုံးသေးကိုပေါင်းတဲ့နှလုံးသွင်းတာပြဆုံးအရှုံးသေးပေးထားတာဖြစ်တယ်ဗျာဒါမှယူကရိန်းနဲ့အိုက်စနောင်ပွဲမှာပထမတစ်ခေါက်မှာဝင်လာတာဒီအင်ဂရင်းမှာပေါ့နော်အိုက်စနောင်ကမယူတက်ကောင်တယ်ဆိုကိုပေါ်ပြီးတော့ကိုလေးတွေဒါအနည်းဆုံး၃-၅လောက်ထိဖြစ်ထားတာတွေ့ရကြအဲ့တော့ကျွန်တော်ကဒီနေ့မှာတော့ဒါယူကရိန်းကရုန်းကန်လာလို့အိုက်စနောင်လည်းရုန်းကန်လာဖို့တော့အလားအလာရှိရဆိုပေမဲ့ယူကရိန်းဘော်ဒီကရှေ့တူဆိုအရှုံးသေးရတယ်ကိုပေါင်းသေးနှလုံးသွင်းတာပြဆုံးအရှုံးသေးဖောက်ပေးတာဈေးတိုင်းမှာဆိုကျွန်တော်ရဲ့ဒီစိတ်ကြ လိုက်ပြီးတော့ဆော့ကစားသေးကျင်တာကတော့ဒီပွဲစဉ်ကိုဒါကျွန်တော်ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးကျင်ပါတယ်ဒီကိုပေါင်းအောက်ကိုလည်းညီကိုတို့ဒါ တစ်တော်မဲ့ဈေးနဲ့ပဲလိုက်ပြီးတော့ဆော့ကစားသေးကျင်နေပေါ့နော်နောက်ထပ်တပွဲကတော့ကျွန်တော်အီတလီနဲ့နော်ဝေးပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာဖြစ်တယ်ဗျအီတလီနဲ့နော်ဝေးပွဲစဉ်မှာနော်ဝေးကလည်းနိုင်ရရှိသလိုအီတလီလည်းဒါနောက်ဆုံးကစားပွဲစဉ်မှာနိုင်ရရှိရဲ့ဒီပွဲစဉ်ရဲ့အဆုံးဖြတ်ကတော့ဘယ်တင်းကပဲဒါကမ္ဘာပလာရှိစပေါ်တရက်ဝင်ဝင်ရရှိသွားမလဲဆိုတာစောင့်ကြည့်ရမှာပွဲစဉ်တပွဲလည်းဖြစ်တယ်ကြည်ကောင်းမပွဲစဉ်တပွဲလည်းဖြစ်တယ်နော်ဝေးကတော့ဒီနေ့အဝေးကမှာအီတလီအိမ်ကမှာရှင်ပြန်မှာဆိုတော့ဒီပွဲစဉ်ကြည်ကောင်းမှာဖြစ်အိမ်ဝင်ဖြစ်တဲ့အီတလီကနော်ဝေးကိုပေါ့နော်ဒါရှိသူတွေအများဆုံးရှုံးပြီးကြွထားတဲ့ကိုပေါင်းသုံးလုံးသုံးလုံးများဆုံးစားသေးဖောက်ပေးထားတဲ့ဒီဖြစ်တယ်ဗျ တော့နှစ်သိန်းသလုံးတော့ရမယ်လို့အချက်ရှိရဆိုရင်နော်ဝေးတည်ကြသွားနေတာအုပ်စုအစင်ရပေါ့နော်ဒါနောက်ထပ်ဒီကမ္ဘာပလာရှေ့စပွဲတရက်ဝင်တော့မှဖြစ်တယ်အီတလီကတော့အနိုင်သေးကြောင်ကစားလာဖို့တော့ရှိတယ်ဒါပေမဲ့ဒီနေ့ရကျွန်တော်ရွေးချယ်ပေးချင်တာကတော့ဒီနော်ဝေးနဲ့အီတလီပွဲစဉ်မှာဆိုရင်လည်းကျွန်တော်ဂိုးပေါင်းအောက်ကိုညကလို့ကြိုက်နှစ်သက်တဲ့ဈေးနဲ့ပဲလိုက်ပြီးတော့ဆော့ကစားသိချင်တယ်နောက်ထပ်တကြောင်လည်းအီတီဘော်ဒီလေးကိုပေါ့နော်တင့်တော်ဈေးနဲ့လည်းရွေးပြီးကစားသိချင်တယ်ခင်ဗျာနော်ဘာလို့လဲဆိုရင်အီတလီကတော့မရှုံးတော့ဘူးနဲ့တူတယ်ဘာလို့လဲဆိုရင်အင်ကုန်မှာရှိတူဆိုရင်ပြားဆုံးရှုံးနေကြုတ်ပေးထားတော့ဒါတင့်တော်မဈေးနဲ့ပဲဘော်ဒီလေးကိုပပလေး ဆိုပြီးကိုဘာအောက်ကိုတင်ပြီးတော့ဆော့စစ်ခြင်းနဲ့နှစ်ချောင်းရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်ဟိုကကျွန်တော်ရွေးချယ်ပေးထားတဲ့ဒီကဘာဖလာရဲ့ရှစ်စစ်ပွဲစဉ်ထဲမှာဆိုယူကရိန်းနဲ့ပေါ်တော့ဒါအာဆနယ်ပွဲစဉ်မှာဆိုကျွန်တော်ကိုဘာအောက်ကိုရွေးချယ်ပေးထားတာပါဒီနေ့နောက်ပွဲစဉ်မှာဆိုရင်တော့ Italy body လေးနဲ့ဒါကိုမအောက်လို့ဒါတွဲပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်လို့ညီကလေးအဆင်မဲ့ဆိုကိုကြိုက်နှစ်သက်ရမိမိကြိုက်နှစ်သက်ရလာပြီးတော့အဆင်ပြေအောင်ဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါလေးပွဲစဉ်တွေပြန်ဆပြီးဆိုတာနဲ့ကျွန်တော်အကောင်းဆုံးပုံစံနဲ့ကျွန်တော် YouTube သုံးသပ်ပေးသွားမှာမလို့ကျွန်တော်ဆော်ကြီးပြပြ YouTube channel လေးကိုလည်းဒါ subscribe လေးလုပ်ထားကြအောင်မပေးပါနဲ့ခင်ဗျာနော်ကြည့်ရှုအား باتیں چیزوں میں آئی تمہارا